ကျွန်ုပ်ဒီဒေါက်တာဖြစ်ပါသည် Man Side Dentist အသေးယောဂာနှင့်အသေးစားထုတ်ခူတမှုအထူးကုဆရာဝန်အသေးယောဂာနှင့်ပတ်သက်သောအယူဆမှားများအကြောင်းကိုပြောပြပါမည်အများဆုံးသောအယူဆမှားမှာအသေးယောဂာသည်အယက်သမားများတွင်သာဖြစ်ပေါ်ဟုယူဆခြင်းဖြစ်သည်ဒါကြောင့်အမှန်တော့မဟုတ်ပါအယက်သမားမဟုတ်သောလူနာများတွင်လည်းအသေးယောဂာဖြစ်ပေါ်နိုင်ပါသည်အများဆုံးဖြစ်ပေါ်သောအသေးစီပြန်ယောဂာကဲ့သို့ဖြစ်သည်ဒါကြောင့်ဒါဟာစီဂျိုယောဂ၊တွေးတူယောဂ၊အထူးလေးခြင်းနှင့်ပခောက်ကဲ့သို့သောအမျိုးသမီးများတွင် ဖြစ်ပေါ်သောသွေးစီများမမှန်ခြင်းကဲ့သို့သောအနည်းအရှိသောအခြေအနေများကြောင့်ဖြစ်ပေါ်နိုင်ပါသည်။ဒါကြောင့်ဒီလူနာများသည်အသေးရောဂါဖြစ်ပွားနိုင်သောအနည်းအရှိပြီးအရက်တမောမဟုတ်သောလူနာများတွင်အသေးရောဂါရှိနေကြသည်။ဒုတိယအယူဆများမှာအရက်တောက်သောလူနာများတွင် အရက်ကိုအလွန်ကျွံတောက်သောသူများတွင်လည်းဖြစ်ပေါ်မည်ဟုယူဆခြင်းဖြစ်သည့်ဒါဟာလေ။မှန်ကန်ခြင်းမရှိပါ။အခြေခံအဖြစ်အရက်သုံးဆွဲပုံစံနှင့်အရက်အမျိုးအစားအရက်ဤရာဂိုင်နှုန်းပေါ်မူတည်ပါသည်။ ျွန်တို့တောက်နေတော့အရက်နှစ်အရက်ကိုဘယ်နှစ်နှစ်ဘယ်လောက်လောက်တောက်နေဒီကိုပါအခြေခံပါသည်တတိယအယူဆမှမှာအရွယ်ရောက်တော့လူများတွင်သာဖြစ်ပေါ်နိုင်သည်ဟုယူဆခြင်းဖြစ်ပြီးအနောက်တိုင်းစတိုင်လူမျိုးမှုကြောင့်အရွယ်မရောက်သေးသောကလေးများတွင်မှကလေးထူလေးခြင်းဖြစ်ပေါ်နေသည်ထို့ကြောင့်ဤလူနာများတွင်လည်းအောက်ဖက်တအကျော်ပြုတ်ပြက်ခြင်းနှင့်ပုဆော်ယောဂကဲ့သို့သောမျိုးရိုးဗီဇဆိုင်ရာအချက်လက်များလည်းရှိပါသည်ဤလူနာများသည့်အသေးယောဂဖြစ်ပွားနိုင်ခြင်းရှိပါသည် စတုထမြောင်အယူအဆမှမှာအသေးယောဂသည်အငဲတည်စေနိုင်သည်ဟုယူဆခြင်းဖြစ်သည်မဟုတ်ပါအမှန်တကယ်မဟုတ်ပါကျွန်ုပ်တို့အစောပိုင်းတွင်ယောဂဘူးရှာဖွေတွေ့ရှိနိုင်ပြီးတဘာဝယောဂဤလမ်းကြောင်းကိုပြောင်းလဲနိုင်ပါကအမှန်တကယ်ဖြစ်နိုင်ပါသည်လူနာများသည်အသေးယောဂအစင်းမြင့်သို့ရောက်ရှိတော်လဲအချိန်ကြာရှည်စွာအသက်ရှင်နိုင်ပါသည်